ဟဲယိုချူပလီဒေဂျင်မြာအော်မေမင်္ဂလာပါဂျက်စ်ရစင်ကနေပြန်လေးကျူစွလိုက်ပါတယ်ခု Jess နဲ့အတူ Channel သတင်းလေးတွေကနော်ကိုစီကိုရဲဘော်ရှန်လေးတန်ဆက်ပြီးတဲ့ဒီနေ့ရဲ့နော်နောက်ဆုံးသတင်းသတင်းကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟုတ်ပြီထုံးဆိုင်တဲ့ Jess နဲ့အတူဆောင်တဲ့လိုက်ပါကျူစွဖို့တက်ဖိတ်ခေါ်ပါတယ်ကဲဟုတ်ပြီစားလိုက်ကြအောင်ကဲငါတို့ကတတ်မတော်ချစ်မြတ်နိုးလူပါတတ်မတော်ကိုချစ်ပါတယ်နော်အာငါတို့ဘလို့တတ်မတော်ကိုချစ်တာစစ်တပ်ကိုဘလို့ချစ်တာဆိုတဲ့တူတွေအတွက်သတင်းကောင်းလာပါပြီအဲ့ဒါကဘာလဲဆိုတော့ရခတ်မှာဒေသင်းစုံနဲ့ဒေတဲ့ကောင်နဲ့ မတပေါ်ရတဲ့ကောင်နဲ့ဖမ်းမိသွားတဲ့ကောင်နဲ့နော်အင်းအောင်နိုင်အတွက်အသေးခံွားတဲ့ကောင်တွေရဲ့ကြံပိခဲ့တဲ့ဒီသားသမီးမိမြစ်တွေစစ်တီတုံးနေရဲ့ငါပါမိသားစုတွေကိုရခိုင်တပ်တော် AA ကဒုတိယအကြိမ်ထပ်လုပ်ပေးလိုက်ပါနော်အဲ့တော့ဒီမိသားစုဝင်တွေအတွက်စစ်တပ်ကိုချစ်ပါတယ်ဆိုတဲ့စစ်တပ်ထောက်ခံတဲ့လူတွေနော်မင်းအောင်နိုင်စစ်တပ်ကခေါင်းဆောင်မှလို့ကိုယ့်ကိုတောင်းဝန်ခံထားတဲ့မင်းအောင်နိုင်ကစပြီးတော့နောက်ဆုံးအောက်မှာမင်းအောင်နိုင်ဘုံမှနေတဲ့နော် ဖွက်နဲ့ခွေစက်ပေါက်ထားတဲ့ဖွက်ခွေးတွေအထိဘာတောင်းရင်ယူပေးနိုင်ကြည့်ချင်တယ်အဲ့ဒါအဖြစ်ပဲနော်ဒီတော်နိုင်ရင်မှအဲ့ဒါအဖြစ်ပဲဒီတော်နိုင်ရင်မှတစ်ဖက်မှာတည်ဆုံမှုရှိတယ်တစ်ဖက်ကတိုက်တာဒီသိင်းသိင်းသိင်းငါတို့တိုင်းပြည်သူကဒီခွေးသားတွေတော့အာဏာမပေးဘူးဆိုတဲ့ခဏယူချက်နဲ့ကိုကိုတိုင်းအသေးခံပြီးတိုက်တာအဲ့လိုတေဝါနဲ့ရဲဘော်အတွက်သူ့ရဲ့လုံဖို့ကင်ပဲရဲဘော်တွေကကြည်စံမိုးယွာနေတဲ့ကြားမှာအလောင်းရောင်ကောက်ပြီးတော့ကောင်းမွန်စွာတချို့ပေးတယ်တစ်ဖက်မှာကြတော့မင်းအောင်နိုင်အတွက် ဘူမတိဘာမတိငါတို့ကစစ်တာပေးတဲ့အမိတ်တိုက်ကြပါလေဆိုတော့နော်ဘူမတိဘာမတိပဲတိုက် ပြီးတော့သေချင်းစိုးနဲ့သေတဲ့ရဲဘော်တွေကတော့စစ်သားတွေပေါ့နော်အိရာရှိအကျစစ်တီတွေလေအလောင်းကောက်ဖို့မပြောနဲ့ခွေးစားတာငို့လို့ထိုင်ကြည့်နေတယ်ပေါ့ပြီးလို့ရှိရင်လည်းတံမြင့်ခဲ့တဲ့မိသားစုတွေတောင်းဝင်ယူမှုတောင်းဝင်ခံမှုဘယ်သူမှမရှိတဲ့ပေါ့ကဒီလူတွေကလည်းစစ်သားတယောက်တွေွားလို့ဝမ်းမနေတဲ့အပြင်ဟာခွေးသေးတယ်ခွေးသေးကောင်ခွေးနဲ့နှိုင်းပြီးတော့တမိုင်းရိုင်းခဲ့ရတယ်ပေါ့အဲ့ဒီဘဝနှစ်ခုမှာတံမြင့်ခဲ့တဲ့တာသမီမိသားစုတွေအတွက် တော်နိုင်ရဲဘော်တယောက်ကြာဆုံးသွားလို့ကြံမိခဲ့တဲ့မိသားစုမျက်နှာမငယ်အောင်ပြည်သူကြားထဲမှာသူ့ယောက်ျားဘော်သူ့ရဲ့အကူဘော်သူ့ရဲ့သားဘော်သူ့ရဲ့ဦးလေးဘော်တော်နိုင်ရဲ့လုံးမှာကြာဆုံးသွားတာတွေဟဲ့ဘယ်နေရာမှာနှမျိုးကိုကောင်းလိုက်တာကျွန်တော်ပြောစကားမှားမှန်လားဒီစကားကြီးနှစ်ဖက်လုံးမှာရှိမယ်စစ်တပ်ထောက်ခံသူအငါတို့ချမ်းသာတဲ့ငါတို့ဝင်ပြင်ဟဲ့ကျွန်တော်တို့ကကြည့်တဲ့နေရာမှာအပရိတ်ကြီးရအများစုကိုကြည့်ရလူအများစုကြီးဘယ်လိုမျိုးလုပ်လဲစစ်သားတွေလူအများစုကြီး ပြည်သူအများစုဒီစစ်သားတကောင်တိုက်ဝဲမှာတေဝိုင်းဘယ်လိုပြောလဲဝန်တယ်လားပျော်ကြလားပြည်အများစုဒီတော်လိုင်းရဲဘော်တယောက်တိုက်ဝဲမှာချက်ဆုံးသွားရင်ဝန်တယ်လားပျော်ကြလားအဲ့ဒါဖြစ်ပဲအဲ့တော့ရခိုင်တပ်တော်အေကဒီနေ့စစ်တုံးမှ200ကျော်ကိုပြန်လွှတ်လိုက်တယ်နော်တရင်လေးဖတ်ပြန်ပြီးမှဆက်ပြောပါမယ်ကျွန်တော်ဒီနေ့စကားပြောတာနည်းနည်းကျွတ်ထိုးနေတဲ့အတွက်အဆင်မပြေတာရှိနေခွင့်လုပ်ပေးပါဒီခိုင်းပြီးတဲ့မင်းပြမျိုးတိမ့်တိုက်ခွဲတွေဖန်စီထားတဲ့စစ်တုံးမှန်ပြီးသားဆိုရင်200ကျော်ကိုအားကတက်တော့အေကပြန်လို့ပေးလိုက် ခလင်းနဲ့330ဦးနဲ့အမျိုးသမီး65ဦးစုစုပေါင်း225ဦးကိုမေလ16ရက်ကလွတ်ပေးခဲ့ခြင်းဟုအေအေနဲ့မိစက်ကြီးတရင်းမိကပြောတယ်။စစ်တော်မှန်မိသားစုဝေဒီကိုတတ်တော့ကပြန်လွတ်ပေးနေပါလေ။နောက်ထပ်စီစဉ်ရှိပါလေ။ရင်ကလည်းလွတ်ပေးခဲ့တာပြီးရှိပါလေ။စစ်တော်မှန်တွေကိုတော့ဥရေအတိုင်းဆောင်ရွက်တော့ကိုရှိတယ်လို့တိရတယ်ဟုတ်ထပ်ပါတရင်းမိကပြောတယ်။အေဒီရဟန်းပြည်နယ်တိုင်းစစ်တွေတောက်ပြူမြန်အောင်မြို့မှလွယ်ကြံပြုတ်များကိုဒိတ်ယူထားတယ်။မျိုးတိတ်တိုက်ပွဲများတွင်အေအေကထောင်ထိပ်ချီတော့စစ်တုံးမှန်းများဖြင့်စစ်ကောင်စီထိတ်တဲ့အရာရှိများဖြင့်ဗိုလ်မှူးချုပ်၄ဦးကိုလည်းဖမ်းဆီးထားတယ် တို့ပြည်တိုက်ပွဲအပြင်စစ်ကောင်စီထိတဲ့အရာကြီးအချို့နဲ့ပေဆုံးခဲ့ပြီးခဲ့တဲ့2024ဒီဇင်ဘာက AA ဘွမ်းပြုတ်တိုက်တိုက်ပွဲတမန်22တမန်မှုဘုံမူကြီးအောင်ဒီမျိုးနဲ့တမန်17တမန်မှုဘုံမူကြီးတန်းဆိုးဝင်းတို့ပေဆုံးခဲ့ပြီး AA ကဒီဇင်ဘာ29ရက်နေ့ထုတ်ပြန်ထားတယ်ဒီဇင်ဘာ10ရက်ကမောင်တော်မြို့မြို့နယ်စောက်တပ်ပွဲခွဲနတ်ခခငါအတေးယူစဉ်ဖပြေးသည့်ဘုံမူကြီးအောင်ဒီမျိုးကအသေးဖမ်းမိခြင်းကို AA ကထုတ်ပြန်ခဲ့တယ် ရင်းတိုက်ပွဲတွင်ဘူးရီတော်မျိုးအမှတ်ဆန်ဟာစစ်စင်ကိုပြဲမှုဌာနချုပ်စကခဆန်ဟာစကကမှုဘုံမှုချုပ်ဒရင်ထွန်းကိုအေးကအရှင်ဖမ်းမိခဲ့ထို့ပြင်ဒီဇင်ဘာလ20ရက်ကအမ်းမြို့မှာနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နပ်ပခအားတည်ယူခဲ့တဲ့တိုက်ပွဲတွင်ဒုတိယတိုင်းမှုဘုံမှုချုပ်တောင်းထွန်းနဲ့တိုင်းဦးစီးချုပ်ဘုံမှုချုပ်ကျော်ကျော်တန်းအမှတ်ဆန်ဟာစစ်စင်ကိုပြဲမှုဌာနချုပ်စကခဆန်ဟာစကခမှုဘုံမှုချုပ်ဒရင်ထွန်းတို့ကိုအရှင်ဖမ်းမိခဲ့ပြီးခဲ့တဲ့2024ဖေဖော်ဝါရီလ3ရက်ကကြောက်တော်မြောက်ဦး မင်းပြမျိုးနဲ့မြန်မာစက္ကခကိုလက်အောက်ခံတိုက်ရင်းများကိုအေကတိုက်ခိုက်စစ်စက္ကခကိုတမမှုပုံမှုချုပ်ဇော်မင်းထွန်းကိုအရှင်ဖမ်းမိခဲ့ဖေဖော်ဝါရီလအတွင်းတိုက်ပွဲနဲ့ညဦးမျိုးခမရ300တိုက်ရင်းအားတိုက်ခိုက်တိမ့်ပိုက်စဉ်ရင်းချိန်ကတမ7တမမှုဘုံမှုကြီးမင်းမင်းထွန်းအောင်အတေဖမ်းမိခဲ့ပလောဝဒေတာတိုက်ပွဲတွေနဲ့ပလောဝအခြေဆိုင်စက္ကဆတ်စကူရှင်န်းဌာနချုပ်တမမှုဘုံမှုချုပ်ဇင်မျိုးဆွေတွေ ကြာဆုံးပျောက်ဆုံးရေရေထဲနှစ်မြုပ်ထွက်ပြေးလွတ်မြောက်သွားနေကိုအတီးပြုတ်ရမရနိုင်တော့နှုံးမှုယူဟာမှုဒုဗိုလ်မှုကြီးပညာပိုင်ဆိုးကိုတိုက်ပွဲကာလအတွင်းတနတ်တန်ရမြန်ဖြစ်အသေးဖမ်းမိခဲ့တယ်ကိုထုတ်ပြန်ခဲ့တယ်။ဖန်စီနာဒီစစ်တုံးကများကိုအေအေကစီစစ်ရေးပြန်လွှတ်ပေးမှုများလည်းရှိနေတယ်။ပြီးရတဲ့2024ဒီဇင်ဘာလ25ဇန်နဝါရီလကဒီဒီမာလာနဲ့2025ဇန်နဝါရီလကစစ်တုံးပန်းတင်မိသားစုဝင်200ကျော်ကိုအေအေကပြန်လွှတ်ပေးခဲ့တယ်။ အေးနောက်ဆုံးဖမ်းမိထားတဲ့စစ်ကောင်စီအရာရှိမှအမှတ်69ချင်းမြန်တပ်မဌာနချုပ်ယာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဖြစ်ပြီး၎င်းကိုငဖဲမြွတ်နယ်ကောက် CEO ကြီးရအလီပြီးခဲ့တဲ့မတ်လကတိုက်ပွဲ၌အေးနဲ့ပူပေါင်းတပ်များကဖမ်းမိထားကြောင်းတင်ပြရရှိစစ်ကောင်စီဒီယခုရက်ပိုင်းတွင်အေးထိန်းချုပ်မြွတ်နယ်များကိုလေကြောင်းမှတိုက်ခိုက်မှုကြောင့်အရက်တန်းများထိလိုက်တည်ဆုံးမှုရှိနေပြီးထိုအခြေအနေများမှစစ်တုံ့ပန်းမိသားစုကိုများပြန်လုပေးနေခြင်းဒီအေးလူသားချင်းစာနာထောက်ထားမှုကိုပြတ်တတ်ခြင်းကိုစစ်ကောင်စီလက်အောက်၌လက်ရှိတောင်းရင်ထမ်းဆောင်နေစေ ရဲတဦးမိခင်တဦးကပြောတယ်မေလ73ရက်မှမေလ75ရက်အတွင်းစစ်ကောင်စီကရတတောင်မြို့နယ်ကြောက်တောင်မြို့နယ်တို့ကိုလေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သား20ဦးတေဆုံးရပြီး38ဦးထပ်မင်းဒဏ်ရာရရှိခဲ့တယ်အပြစ်မဲ့အရက်ကအာရကဘီသူများကိုအစုလိုက်အပြုံလိုက်တပ်ဖြတ်ကစစ်ရာဇဝမှုများကိုနိုင်ငံအသက်နှိမ့်စေရက်ဆက်ကျူးလွန်နေတဲ့စစ်ကောင်စီစစ်ရာဇဝမှုနဲ့လူသားမျိုးနဲ့အပေါ်ပြစ်မှုကျူးလွန်နေတော့လောက်ရက်များကိုပြင်းထန်စွာရှုတ်ချပြီးဤလောက်ရက်များကိုတက်ဆိုင်ရနိုင်ငံတကာအဖွဲ့အစည်းများထံသို့ပေးပို့တော်မူထုတ်ပြန်ခြင်း၌ဖော်ပြထားတယ် အဲဖန်စီခါတော့စစ်တုပ်ပန်းညံထားတဲ့အကြီးစခန်းချုပ်ကိုလည်းပြစ်မှတ်ထားပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုညံပြုလုပ်ခဲ့ဘူးလေစစ်တုပ်ပန်းညံထားရှိတဲ့မောင်တော်မြို့မှာနယ်ကြားဆောင်တပ်ရင်းနဲ့ညော်ဦးမြို့ရှိအကြီးစခန်းကိုစစ်ကောင်စီကဖေဖော်ဝါရီလ28ရက်နေ့နဲ့ဇန်နဝါရီလ17ရက်ကလေကြောင်းမှာဘုံကျဲတိုက်ခိုက်ပြီးစစ်တုပ်ပန်းနဲ့မိသားစုဝင်အချို့တေဆုံးခဲ့ရကဲဒါကတော့အေအေကဒီလောက်အခြေအနေမှာတော့ဒီလိုစစ်တုပ်ပန်းမိသားစုဝင်တွေကိုပြန်လွတ်ပေးခဲ့တာဘယ်တော့လူသားချင်းစာနာမှုရှိလဲဆိုတဲ့အဖြေပဲအဲ့တော့လက်ရှိစစ်ကောင်စီကသူကဘာလုပ်လဲဆိုတော့ စခန်းတိတ်တိုက်ပွဲလုပ်နေတယ်အဲ့ဒီစခန်းတိတ်တိုက်ပွဲမှာသူတို့ဘက်ကနော်စစ်ကူပြစ်ကူတောင်းနေတယ်အဲ့ဒီစစ်ကူပြစ်ကူသူတို့ကမပုတ်နိုင်ဘူးအဲ့ဒီချိန်မှာဒီဘက်ကစခန်းတိတ်ငန်းတဲ့ဘက်ကနော်သူတို့လုံးဝကွန်တက်မလုပ်တော့ဘူးအဆက်အသွယ်မလုပ်တော့ဘူးစခန်းလက်နှုတ်ကတော့လက်နဲ့ချတော့မယ်အလံယူထောင်ရတော့မယ်ဆိုရင်အဲ့ဒီစခန်းပေါ်ကြဲချအဲ့လောက်ထိရုံပါလားအဲ့ဒီစခန်းပေါ်ကြဲချပြီးတော့ဒီဘက်ကလမ်းဘက်ကလူထိနေတဲ့မထိနေအဓိကတော့သူတို့စစ်သားတွေပေါ်သူတို့ပြန်ကြဲချပြစ်တာဒါဟာတနေရာတည်းမဟုတ်ဘူးနော်မင်္ဂလာပါဗဇက်ရမ်းပြောတာမဟုတ်ဖုံးထောင်ပြီးတော့ဘယ်စခန်းမှာဘယ်ရက်ကဘယ်လိုလုပ်လဲအဓိကပြောပြမယ် ်နောက်တစ်ခုကတကယ်ဒီစစ်တုံ့ပန်းမိသားစုဝင်တွေအတွက်နော်တို့ဒီတို့ရဲ့စစ်သားအချင်းချင်းပေါ်မှာတစ္ဆာရှိတယ်ဆိုရင်နော်လာရှုလာရှုမှဘွားပြစ်သွားရတဲ့စစ်သားသားများမိသားစုတွေဝဲကငွေရည်လိုင်းပေါ်တက်လာရိတ်ခါတွေဖြတ်ခံတိတယ်တေဆုံးလားပြောက်သွားရှင်းပြန်တော့အလောင်းမရလို့ပေကြီးလုံးနဲ့ပေသွားပြီးတော့အလောင်းမရတဲ့ကောင်တွေအဲ့တော့6လပြည့်လို့ရှိရင်ရိတ်ခါထုတ်ပေးမယ်ဆိုရင်7လလာဖြစ်တာတပြားမပေးဘူးနော်အဲ့တော့ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အတွေးခွဲနေတာပုံတော့ အမှန်တရားကိုမြင်အောင်ပြောပြတာခင်ဗျားတို့စစ်သားတွေရဲတွေနော်နဲ့စစ်သားတွေရဲတွေမိသားစုဝင်တွေအမှန်မြင်အောင်ကြည့်ပါသူတို့လက်ရှိမြင်အောင်နိုင်ပြောလဲသူ့သူတပ်မတော်ရဲ့ခေါင်းဆောင်ပါခံယူထားတယ်ပြီးလို့ရှိရင်ဘောမတွေသူတို့တပ်မတော်ရှင်းညံ့နိုးလူကပြောတယ်ခင်ဗျားတို့စစ်တပ်တွေဟိုမြှောက်ပေးတယ်အာငါတို့တပ်မတော်ကြီးငါတို့ကတပ်မတော်ချစ်သူစတဲ့ချင်းငါတို့တပ်သားတွေပဲနိုင်ရမယ်မျိုးတို့မြှောက်ပေးတယ်ဒါပေမဲ့အခုတော့တိုက်ပွဲမှာကြာဆုံးသွားတယ်တေဆုံးသွားတယ်ဘောကပြတ်သွားတယ်ခင်ဗျားတို့အကျိုးခံစားမှုပေးတာခင်ဗျားတို့ကြံနေခဲ့တဲ့ကိုယ့်ရဲ့သားလေးသမီးလေးကိုမိမတို့ အဲ့ဒီခမားတို့အတက်နဲ့လဲပြီးတော့တိုက်ပေးွားတဲ့အဲ့ဒီခေါင်းဆောင်တွေနဲ့ခမားတို့เนาะဖျောက်ပေးခဲ့တဲ့အဲ့ဒီဘောမှန်ဘာတောင်းဝင်ယူမှုတောင်းဝင်ခံမှုပေးအဲ့ဒါအဖြေပဲအဲ့တော့ဒီတော်ငန်ရေးမှကျွန်တော်ပြောတာကเนาะသူတို့အာနာရဖို့အတွက်စစ်ခေါင်းဆောင်တွေကခမားတို့အတေခံခိုင်းတယ်သူတို့နေရာကောင်းတစ်ခုရဖို့အတွက်အခုဇော်ဘုံဟင်းလို့ကြည်เนาะကျော်စိုးဦးလို့ဇော်ဘုံဟင်းလို့ကျော်မျိုးမင်းလို့မပူတူလို့ခမားလက်ရှိဘောမှန်လက်ချွေးယူလို့ရပါတယ်เนาะသူတို့ဘုံက အနစ်အစားချောင်မှုအတွက်ဟိုအဘောက်ပိုင်နေဒီအဘောက်ပိုင်နေအာတို့ပြောရင်ပြီးတယ်ဇော်ဘောဟိဆိုကြည့်ပါအဲငါပေါက်ကြည့်လိုက်အာဘယ်တိုင်းမှုဘလို့ပြောလိုက်တာစတဲ့ပြင်တို့ပြီးပြီးတယ်အဲ့ဒီအနေထားကိုနေရမှုအတွက်ခင်ဗျားတို့မြောက်ပေးတယ်အခုခင်ဗျားတို့ရဲ့မိသားစုဝင်တွေဒုက္ခရောက်တယ်တေတဲ့လူကတေသွားတယ်ဒုက္ခတဲ့လူဖြစ်တဲ့လူကဖြစ်သွားတယ်အဲ့ဒီစစ်တပ်မိသားစုတွေအတွက်အဲ့ဒီဘောမတွေဘာတစ်ခုထောက်ပံ့ချောင်းပြပြီးတေဦးဖြစ်နေတဲ့စေယုတ်ပေါ်တက်ပြီးတော့ဟိုလူလေးပတ်စံလေး9000ကံဒီလူပတ်စံ9000ကံမြောက်လိုင်းမော်တင်တာမရှိဘူး တကယ်ကခင်ဗျားတို့စစ်သားပေါ့နော်ဒီလက်ရှိစစ်တပ်အပေါ်ကိုစစ်တပ်ခေါင်းဆောင်တွေကစေတနာဖြူစင်းနေဆိုရင်ပွဲမှာကြဆုံသေဆုံးသွားတဲ့မိသားစုဝင်တွေစစ်သားတွေရဲ့မိသားစုဝင်တွေကြံပစ်ခဲ့တဲ့မိသားစုဝင်တွေအတွက်ဘဝအာမခံချက်ပေးရမယ်လေပေးတာကိုအဲ့ဒါအဖြေပဲအဲ့တော့ဘဝအာမခံချက်မပေးတော့အခုပြန်လွတ်လိုက်တဲ့အေအေက200ကျော်ခင်ဗျားတို့ရက်ထဲရံပြည်သူနဲ့သွားနေကြည့်လိုက်နော်အခုတပတ်ပေါ့ရခိုင်လွတ်လိုက်တယ်အရောင်ဒီတိုင်းကြီးပြပတိကြီးရန်ကုန်ပြစတဲ့ဖြစ်တဲ့နေရာမှာသွားနေကြည့်လိုက်အာကျွန်တော်အဖေကတော့ကျွန်မလင်းရတော့ เอเนี่ยไต่ไต่ไต่ป้วนมาစစ်ကောင်စီဘက်ကကြာသွားတာပါဒါကြောင့်မို့စစ်တပ်ထဲမှာနေလို့မရဘူးကျွန်တော်တို့ဒီဟော်ကိုကြောင်းလာပါခင်ဗျားတို့ပြည်သူတွေဘယ်လိုဆက်ဆံလဲအဲ့ဒီအဲ့ဒီအဖြေတွေကိုမြင်အောင်ကြည့်ကြပါအဲ့အဖြေတွေကိုမြင်ဖို့လိုတယ်အဲ့ဒါစစ်သားဆိုတာအမိတ်ပေးတဲ့တိုင်ကမှန်တယ်စစ်သားဆိုတာ COC နိုင်ငံမှုရှိရမယ်တော့ချင်းရောက်ကွန်မန်ပြည်ဝနိုင်ငံမှုရှိရမှန်တယ်ဒါပေမဲ့အဲ့ဒီပေးတဲ့အမိတ်ကမှန်ကန်တဲ့အမိတ်တိုင်းကြီးအတွက်တရားမျှတာနဲ့အမိတ်ပြုဖို့လိုတယ်အမိတ်တိုင်းကိုနာခံမှာမဟုတ်ဘူးမှန်ကန်တဲ့အမိတ်ကိုနာခံမှာ ဲ့တော့မှန်ကန်တဲ့အမိတ်ကဘာတွေလဲကြည့်လိုက်မယ်ဆိုရင်စစ်တီတို့ကျင့်ဝတ်60ဆိုတာတခန်းရှိပြီ။အဲ့ဒီစစ်တီကျင့်ဝတ်နဲ့မကန့်ညီတဲ့အမိတ်တွေပေးလာပြီဆိုခင်ဗျားတို့ဟာအကြမ်းဖက်နှမဖြစ်ပြီ။ခင်ဗျားတို့ကတိုင်းပြည်ကိုတစ်ဆက်ပေါက်လိုက်ပြီ။အဲ့တော့ဂျင်းနေအဲ့တော့ကျွန်တော်တို့ကမူတွေရှိပြီးသားတတ်မှတ်ထားတဲ့စံချိန်စံနှုန်းတွေရှိပြီးသားဟမ်တက်အင်းမူကတက်ဆိုတိုင်းတက်စရာမလိုဘူး။ကန်အင်းမူတက်ပြီးတော့ပြစ်ခိုင်းတာဒီဘဒုကိုပြစ်ခိုင်းတာလေစစ်တီတို့ကျင့်ဝတ်60နဲ့ညီစွာပြစ်ခိုင်းပြည်သူကိုနေလို့လာလို့ဆက်တာမှာစစ်လို့ကျင့်ဝတ်တော့မပါနဲ့။ဖေရလေအဲ့ဒီအိမ်မီးရှို့လို့ပြောလိုက်ဒါပြည်သူအိမ် ဒီအိမ်တိုင်းမှာလူ၄ယောက်ရှိတယ်တဘောတယောက်က BDF ဖြစ်နေလို့အဲ့ဘီထိုးကမရှိဘူးတန်တဲ့၃ယောက်ကဘီသူဖြစ်နေသေးတယ်အဲ့ဒါအဖြစ်ပဲကျွန်တော်တို့ကအဲ့ဒီတဘောတရားတွေနားလိုက်လိုက်မယ်ဆိုရင်အခုလိုဘွားတွေပြက်ကြမယ်အခုဒီလှုပ်ပေးလိုက်တဲ့စစ်တီနော်ဒီတုံ့ပန်းတွေရဲ့မိသားစုဝင်ရုပ်ကြည့်ကျုံဆောက်တဲ့တရားစီကတော့နည်းနည်းတင့်တယ်ဒီစောက်ပြတ်တတ်ဘွားတွေဟမ်ဒီမိုကရေစီတိုင်းပြည်ရဝိုင်းအဲ့ဒီဘွားတွေအဲ့ရုပ်နေရမှာလားကျွန်တော်တို့ပြောတာမြေအောင်ကြည့်ကြပါဗျာတိုင်းပြည်ကတော့စောက်ပြတ်တတ်တယ်ခမရုပ်ဘွားတွေစောက်ပြတ်တတ်တယ်ဘာဖြစ် ရေဝဲလောက်ခံထိတာတယ်နော်ဒါကြောင့်ဦးစစ်မှုထမ်းဥပဒေနဲ့ပါသွားတယ်တင်သားမှာအခါကြိုက်တွင်းတာငါတို့ဒီယူနီဖောင်းကလွယ်လို့အခြားယူနီဖောင်းတွေရန်တို့အခြားတို့ကရန်တို့မင်းတို့အမိတ်သက်နာနာမယ်ခံပြန်မမေးနဲ့ခံမပြောနဲ့အဲတတားရိုက်ပြီးပြီးတော့ရှစ်ထောင်းလို့လာစင်းစင်းတို့ကတော့ဒီစစ်တပ်ခဲရောက်ဝိုင်း brain waste တွေကသူကလုံးဝအောင်လုပ်လိုက်တာစဉ်းစားတွေးကောင်းနိုင်လည်းမရှိဘူးနော်အခုဆို Facebook တို့ TikTok တို့ကစစ်တပ်ထဲမှာတင်းကျပ်တာ တော့ဒါတွေကလူပင်ကြီးထိုးပါခင်ဗျားတို့လူညွတ်တုံးပေါ်နဲ့နေရတယ်အဲ့တော့ဒီစစ်မှုထမ်းဥတွေပြောတော့နှစ်နှစ်စစ်မှုထမ်းဥတွေနှစ်နှစ်ထွက်လို့ရမှာတင်တယ်ဘယ်တော့မဲဆိုခဲ့ဟုတ်တယ်နော်ဘလို့လိန်ညာခဲ့ခင်ဗျားတို့နှစ်နှစ်ပြည့်တဲ့ထွက်လို့ရတာစစ်မှုထမ်းဥတွေနဲ့အခုမှဝင်တဲ့ကောင်တွေမပြောနဲ့ဟုတ်ခဏနေဟုတ်ခဏနေဟုတ်နော်ဟိုရှစ်ပွေတနီ၆ရက်က55နဲ့အနည်း20လောက်တက်ရှိတဲ့စစ်သားတွေထွက်ချင်တာအများကြီးပဲထွက်ခွင့်ရတာအဲ့တော့စစ်မှုထမ်းဥပဒေနှစ်နှစ်ဆိုလာတာခွေးခွေးစကားအဲ့ เนาะဒါကြောင့်မလို့လက်ရှိစစ်တပ်ထဲမှာဒီလက်ရှိမင်းအောင်နိုင်ရဲ့ရုပ်မှန်မှုတွေကိုလက်မခံနိုင်တဲ့စစ်သားကောင်းအများကြီးကြီးကျွန်တော်အမြဲတမ်းပြောလို့စစ်တပ်ထဲမှာနှစ်မျိုးရှိတယ်စစ်သားနဲ့စစ်ခွေးစစ်ခွေးဆိုတာဘူမတိဘာမတိအပေါ်ကကောင်းတွေခေါင်းဆောင်တွေသူတို့ခေါင်းဆောင်တွေမြှောက်ပေးတဲ့ပြည်သူကိုခွေးလိုလိုက်ဆောင်တဲ့ကောင်အစစ်ခွေးခွေးလိုလိုက်ဒုက္ခပေးတဲ့ကောင်စစ်ခွေးเนาะဒီဟာကြီးကမှားနေမှန်ကိုအောင်တော့ကိုစဉ်းစားပြီးတော့မလွဲတာလို့မထွက်နိုင်ရင်ပဲလုံနေတဲ့စစ်သားတွေအများကြီးဒါကြောင့်မလို့အဲ့ဒီစစ်သားတွေကိုပြောချင်တာခင်ဗျားတို့တွေစစ်သားတွေအတက်တိရှိတဲ့ကြောင့်ကြားကြည့် တက်ရဲတည်ရဲဆိုရင်အမှန်တရားဘက်ကဘာဖြစ်လို့တက်တိမရှိရကြတကယ်တက်တိမွေးကြပါတော့ခမားတို့ဘဝအတွက်လုံခြုံဖို့အာမခံရှိဖို့အတွက်တည်သူရှိမှအာနာရှိမှရစကောင်းဆောင်တွေမှာအာနာရှိတွေခမားတို့ကြိုက်တဲ့လောက်နေဘယ်တော့မှခမားတို့ကမကောင်းဆောင်တည်ကြတယ်နော်အဲ့တော့ဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်အဓိကပြောချင်တာတော့ဘောမတွေအနေနဲ့အဲ့ဒီစစ်တုံ့ပန်းတွေအတွက်ငါတို့ကတတ်မလို့ချစ်မြတ်노ဒူတွေပါဆိုတဲ့ဒူတွေကဘာလောက်ပေးမလဲလို့နော်ခင်ဗျားတို့စစ်သားသားများတာစုဝင်တွေအခြားတနိုင်ငံလုံးမှာရှိတဲ့တတ် ်မိသားစုဝင်တွေအားလုံးစောင့်ကြည့်ပေးပါဒါပဲပြောချင်ပါတယ်နောက်ကိုစီတန်ဆက်ပြီးတော့ပေါ်ပရိတ်ချာမင်းတို့တက်ချက်လေးတွေကို comment မှာရေးပြပါ။ဆက်လက်ပြီးမှကျွန်တော်တို့ကိုရဲဘော်ရှန်လီတန်ဆက်ပြီးတင်တင်လေးတွေဆက်ကြည့်လိုက်ကြအောင်နော်။လေဘဲရဲ့အသားကိုတပိတ်တာမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ဒါဘတ်နဲ့ဆိုရင်တောင်းပြီးတော့အနည်းငယ်10သားကနေစဝင်မယ်ဆိုရင်မြန်မာငွေကျပ်1000ကနေပြီးတော့ ဗတ်ငွေတရားကစတင်ပြီးတော့ဝယ်ယူနိုင်ပြီးမင်္ဂလာပေါင်းခဝေညောင်းကောင်းခြင်းဖြာဖြာမင်္ဂလာပါကျွန်တော်ရဲ့မိပါကျွန်တော်ရဲ့ညီကို မောင်နှမပေါင်းတို့ဒီနေ့မေလ18ရက်ရက်နေ့မှာလေဘဲသားစလိုက်ရပါပြီဟုတ်ကဲ့ပါ လေတဲ့ဘူကြီးကြီးဖေလင်း ပြန်တန်းဝင် အမှတ်၄၄၂62 လေဘဲတကောင်ကိုပရမဇုံတုတ်တင်ရှင်းလင်းနိုင်ခဲ့တဲ့နေ့ကျွန်တော်တို့မိဘပြည်သူတစ်ချက်လုံးရဲ့ပြည်သူကပေးတဲ့အမိန့်ကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစတင်ထမ်းဆောင်လိုက်တဲ့နေ့အောင်မြင်သောနေ့ဖြစ်ပါကြောင်းဒီနေ့မှာအကျွန်တော်ဖက်စစ်ခွေးတက်ရဲ့လေတက်အရာရှိတခုကိုတုတ်တင်ရှင်းလင်းနိုင်ခဲ့တဲ့ဖြစ်စဉ်တွေကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ရဲ့မိဘတွေဗီဒီယိုကြည့်နေရင်လည်းပကံအလွတ်လေးတွေခြင်ထားပေးပါလေဘဲသားကိုကျွန်တော်တို့အတူတူစားကြမှာဖြစ်ပါလေနောက်ထပ်ဒင်းနောက်ထပ်ဝန်တာစီယာဒင်းဒရင်ကောင်းကြီးကလည်းပဲအရကတက်တော့အေးရဲ့ထိုးစစ်ဟာတာပေါင်းငတိုင်းချောင်းရေးကြီးလေးမျက်နာနဲ့အင်ကပူအထိကိုရောက်ရှိနေပြီဆိုတဲ့အကြောင်းတွေကိုကြားရမှာဖြစ်တယ် မေလ18ရက်နေ့နောက်နေ့18 19ရက်နေ့တွေမှာကျွန်တော်တို့အညာမြေပြင်နဲ့ပတ်သက်တဲ့အောင်ပွဲသတင်းတွေကိုထပ်မံပြီးတော့ကြားရမှာဖြစ်ပါကြောင်းကျွန်တော်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်ရေးပါတယ်ပကံလွတ်လီတယောက်ချက်စီခြင်ထားပေးပါအဲဆိုပကံမရှိမရှိရင်လည်းပဲပါဆယ်လေးတစ်ခုပေါ့ဗျာကျွန်တော်ကကျွန်တော်ရေးပါတွေကိုလေဘဲသားကိုပေးပို့ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရကြည့်ချင်ကျွန်တော်ရေးပါတအူးချင်းစီတိုင်းကိုတလေးတစားဖိတ်ခေါ်လိုက်ပါတယ် တော်လန်တော့အချိန်တော်လန်တော့ကာလကျွန်တော်ပြည်သူတရက်လုံးရပူပေါင်းဆောင်ရွက်မှု ကျွန်တော်ပြည်သူလူထုပေးတဲ့အမိတ်ပြည်သူလူထုရဲ့ချလိုက်တဲ့ပြစ်ဒဏ်ပြည်သူစီရင်လိုက်တဲ့တရားစီရင်မှုတိုင်းဒီနေ့မှာတက်တည်ပြလိုက်တာပါ ကျွန်တော်ပြည်သူကော်မတီတပွဲဝင်ရဲပေါ့တအုံးချင်းစီတိုင်းရကျွန်တော်တို့မိဘပြည်သူတအုံးချင်းစီတိုင်းရအမိတ်နာခံရရှိပါတယ်မိဘပြည်သူတို့ရဲ့ဒါဆန္ဒနဲ့အညီကျွန်တော်ဒီနေ့လုံနိုင်ခဲ့တဲ့တတိကတော့လေဘဲသားပရမဦးစွာစာတုံးနိုင်လိုက်ပါပြီဟုတ်ပြီဒီပြည့်စင်လေးကိုကျွန်တော်ပြောခင်ပါ အရှိကကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ရဲ့မိဘပြည်သူတွေတကယ်နဲ့ဝင်းအကူညီခဲ့တာကျွန်တော်တို့ဒါအချက်ဖက်စစ်ခွေးတက်ရဲ့ဒါလေတက်အရာရှိသူတို့တွေကိုပြစ်ဒဏ်စီရင်ဖို့ကျွန်တော်တို့ဒါ challenge ခေါ်ခဲ့တာရှိတယ်ပြီးတော့စုချင်းတွေကိုထုတ်ပြန်ခဲ့တာရှိတယ်ဆိုတော့ကျွန်တော်ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်မိဘတွေဆိုရင်ဟာကိုရှမ်းလေးဘယ်တသိန်းနဲတာဗောဆိုတော့အဲ့လိုမျိုး ဒါကျွန်တော်မိဘပြည်သူတွေရဲ့အတန်တွေကျွန်တော်မိဘပြည်သူတွေရဲ့အကဲကိုအားတက်သရောပြီးပြင်းပြတဲ့ဆန္ဒတွေကိုဒီနေ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကဖော်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဟုတ်ပြီဒီသတင်းကိုမပြောခင်မှာကျွန်တော်မိဘတွေကိုလေဘဲသားချောင်းချင်ပါတယ်။အဲ့ဒီလေဘဲသားကတကယ့်ကို အရာသာရှိတယ်ခြုံမိန်တယ်ဘာနဲ့ပဲတွဲဖက်စားစားစားလို့အရာသာရှိတယ်လေဘဲသားတပိတ်တာကိုမြန်မာငွေကျပ်တသိန်း ကျွန်တော်တို့ဒါ၁၀သားချင်းဝယ်စားမယ်ဆိုရင်မြန်မာငွေကျပ်အပေါင်းကနေပြီးတော့စတင်ဝယ်စားလို့ရတယ်ကျွန်တော်တို့ Thai Baht ငွေနဲ့ပြောမယ်ဆိုရင် Thai Baht ငွေဒီတထောင်းပေါ့ဗျာတထောင်းကနေပြီးတော့ Thai Baht ငွေ100ကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်ပြီဆိုတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုဥစွာတင်ပြပေးခြင်းပါတယ်ဟုတ်ပြီကျွန်တော်တို့တောင်တာမြို့နယ်မှာသူတပည့်တယောက်နဲ့လပိဆိုင်မှာ ညိုစို့နေတဲ့အချိန်ညိုစို့နေတော့ရောင်ပြည်သူတော်ရဲ့တပ်ဖွဲ့ဝင်တွေရဲ့လက်ချက်အောက်မှာပဲအဝေးစီးငရဲကိုမစီတော်ကိုက်ချင်ပြပဲနဲ့အဲ့ဒီလေဘဲငနေသားစောက်ထိုးဆင်းသွားရပါတယ်ကျွန်တော်ပြောချင်တာကတော့ဒီပွဲကမပြီးသေးဘူးဆက်ရံကြည့်သေးတယ်ကျွန်တော်တရင်အချက်လက်တွေအမြောက်များရရှိထားပါတယ်ကျွန်တော်ပြည်တွင်းမှာကျွန်တော်တိုင်းရင်းသားညီကိုမောင်တို့ကလေကျွန်တော်ရဲ့ကလင်းငယ်တွေကိုလေချောင်းကနေပြီးတော့ရရဆက်ဆက် ဆူလိုက်အပြုံလိုက်သေစင်နိုင်ဖို့အတွက်ဒါအပြင်းထန်တဲ့ဘုံမျိုးမျိုးအာ20ဝက်တက်စတာမျိုးတွေပြီးတော့ပေါင်ရောက်ဘုံတွေပြီးတော့ဘုံတွေနဲ့ကျွန်တော်ရဲ့ clean ရဲ့တွေကိုတက်ဖြတ်ခဲ့တဲ့သူတွေအခုသူတို့တွေကြောက်နံ့နေကြရပါပြီကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ဒါ clean ရဲ့တွေစာသိနေတဲ့အချိန်ကြောင်းတက်နေတဲ့အချိန်ကျွန်တော်တို့ကြောင်းအလေတက်တယ်ဘုံကျက်တက်ဖြတ်ခဲ့တယ်ကျွန်တော် clean ရဲ့တွေရဲ့နာရေးတော်မှမပြီးသေးဘူး ီကောင်ဒီသူတို့နာရေးလုပ်နေရပြီ။ဒါနဲ့ဆက်ဆဲမှာပဲသူတို့ ਨੇ ပတ်သက်တဲ့မိသားစုဝင်တွေတော်တော်လေးကိုကြောက်လန့်တုန်လို့နေတယ်လို့ကျွန်တော်တို့သတင်းရရှိထားတယ်။ဒါအပြင်အကြမ်းဖက်စစ်ခွေးတက်ရဲ့လေတက်နဲ့ပတ်သက်တဲ့တူးချင်းစီတိုင်းအရောက်တိုင်းတမိသားစုလုံးဆွေစဉ်မျိုးဆက်တစ်ခုလုံးထိတ်လန့်ကြောက်ရွံ့နေပါချောင်းချောင်းပြပါတွေကိုအတိပေးလိုပါတယ်။ဘယ်နဲ့သူတို့အဲ့လက်ရောက်လာမလဲဆိုတာ သူတို့တွေတိမ်မှာအလုံးစွာကြောက်ရွံ့နေကြပါတယ်။ဒါကြောင့်ကျွန်တော်တို့ကလင်းငယ်တွေရဲ့နာရီမပြီးသေးဘူးနော်။ဒါကြောင့်ကျွန်တော်ကပြောတယ်ဒီပွဲမပြီးသေးဘူးဆက်ရံဖြစ်သေးတယ်။ဒါကကျွန်တော်တို့မိဘပြည်သူတွေရဲ့တရားစီရင်မှုအောက်မှာရှိနေတဲ့ဆိုတာကိုကျွန်တော်တို့ခိုင်ခိုင်မာမာတသက်ပြနိုင်ခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီအပိုင်းတွေအတွင်းမှာအချမဖက်စစ်ခွေးတဲ့ခေါင်းဆောင်ဘိုင်းတွေဟာသူတို့ရဲ့လေတက်အရာရှိတွေနဲ့လေတက်မိသားစုတွေကို Facebook တွေမတုံးဖို့ဒါတုံးထားတဲ့ Facebook အကောင့်တွေကိုလည်းဖြုတ်ချဖို့ ီးတော့လူဘုတ်ခွင့်ရဲ့ social စာမျက်နှာမသုံးဖို့ကိုဖိအားပေးတယ်ကန့်ကွက်မှုတွေချုပ်ကင်မှုတွေရှိခဲ့တာမှာဒီလိုကန့်တမှုတွေရှားမှာပဲကျွန်တော်တို့ပြည်သူတွေချုပ်တဲ့အမိန့်ကိုကျွန်တော်ရဲဘော်တွေတိတိကျကျလိုက်နာနေတာပါကျွန်တော်ပြည်ကိုကြည့်နေတယ်ကျွန်တော်တို့မိဘပြည်သူတဦးချင်းစီတိုင်းကပေးပို့လာတဲ့အမိန့်တိုင်းကိုကျွန်တော်ရဲဘော်လူငယ်တွေဟာတေချာတင့်ကြစွာ လုံးဆောင်နိုင်ခဲ့တယ်ဆိုတာကိုကျွန်တော်ကတင်ပြနေခြင်းဖြစ်ပါတယ်ဟုတ်ပြီဒီလိုမျိုးသူတို့ရဲ့လူမှုကွန်ရက်ဆိုရှယ်စာမျက်နှာတွေ Facebook တွေကျွန်တော်တို့ဒါအခြားသောဒါမီဒီယာတွေကိုဒါ block ချဖို့ပိတ်ပင်ဖို့နောက်ဆုံးဖြုတ်ချဖို့ကိုဒါကျွန်တော်တို့ပိန့်ချုပ်ထားတဲ့အကြောင်းဖက်စစ်တက်ရဲ့ခေါင်းဆောင်ပိုင်းလုံးဆောင်နေတဲ့လုပ်ငန်းစဉ်တွေတောင်မှမပြီးသေးဘူးအခုအချိန်မှာတော့ကျွန်တော်တို့ပြည်သူရဲ့ပြင်းထန်တဲ့အေးအေးယူအောက်ရေးယူမှုအောက်မှာ လေးတပူကြီးជីဖေလင်းကတော့လက်ဖေးဘိုးတော်ရှင်းချင်းမရသွားခဲ့ပြန်ပါဘူးဗျာဆိုတော့ကျွန်တော်ပြည်သူ ਨੇ ရှင်းဆိုင်ရဲတဲ့အကျမ်းဖတ်တက်တာဘသူရှိတယ်ပြည်သူကကျွေးပြည်သူကမွေးပြီးတော့ပြည်သူလက်ကိုပြန်ကြိုက်တဲ့ခွေးဘလို့စက်သိမ်းရမလဲအဲ့ဒီလေဘဲခွေးတွေ ਨੇ ပတ်သက်ပြီးတော့ သူတို့မိသားစုဝင်တွေသူတို့ရဲ့သားသမီးတွေလက်ရှိဘသူကကာဝယ်ပေးမှလဲဆိုရယ်မိကုန်းတွေထုတ်နေကြသူတို့ဘသူကာဝယ်ပေးမှလဲကျွန်မပါသူလက်ကြတော့တိမ်မှကြောက်ကြတယ်ငါတို့ရဲ့သားသမီးတွေရဲ့လုံခြုံရေးငါတို့ရဲ့ဘဝလုံခြုံရေးအခုငါတို့ရဲ့အသက်ကိုဘသူကာဝယ်ပေးမှလဲသူတို့ကိုကိုယ်နေတယ်သူတို့အားကိုးနေတယ်သူတို့တွေအခုတာဝန်ထမ်းဆောင်နေတဲ့အကျန်းဖတ် ကဘာရာဇဝိလူစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့ကောင်ကိုအခုမိကုန်းနေထုတ်နေကြပြီလူသက်သမားတွေလူသက်ကောင်တွေသူတို့တွေကြောက်တာတတော်လေးကိုရုပ်ပြက်ဆင်ပြက်ဖြစ်နေတဲ့အကြောင်းကိုကျွန်တော်မိဘတွေကိုသိပြနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကလေးငယ်တွေနေရာဆုံးမှာနေ့စဉ်ဘုံကျက်တပ်ဖြတ်ခံနေရတဲ့နာရေးတော့မပြီးသေးဘူးသူတို့ရဲ့ကလေးငယ်တွေအလှရောက်လာမှာကိုသူတို့အရန်ကြောက်တယ် ဒါဆိုရင်ကျွန်တော်တိုင်းရင်သားကျွန်တော်တို့ခလင်းငယ်တွေနဲ့ကျွန်တော်တို့အရက်သားတွေကိုဘာကြောင့်ဘုံကျဲတာလဲကျွန်တော်တို့ခလင်းငယ်တွေကြတော့သူတို့ကရေးဆက်ဆက်ဘုံကျဲတက်ဖြတ်သူတို့အလက်ရောက်မှကြတော့သူတို့ကိုဘယ်သူကာကွယ်ပေးမှလဲငါတို့ကိုဘယ်သူကာကွယ်ပေးမှလဲဆိုတဲ့မေးခွန်းတွေသူတို့ရဲ့လီဒတ်အတွင်းမှာပြတ်နှက်နေကြပြီပပတ်ကြီးကာကွယ်ပေးမှာပေါ့အားကိုလိုက်ပါကြုံကြည်လိုက်ပါကိုးစားလိုက်ပါ သူတော်မှကျွန်တော်နိုင်ငံရဲ့ဟိုးဝေးကြီးမှာရှိနေတဲ့ရုရှားကိုပြေးပြီးတော့အာကိုပြီးတော့တာကောကြီးကိုပထွေးလိုတမျိုးအဖေလိုတမျိုးအာကိုထလာဆိုတော့လက်ရှိသူ့ရဲ့အောက်မှာအယိုးကြီးကိုက်နေတဲ့ကောင်တွေကဘသူ့ကိုအာကိုမှလဲကျွန်တော်ပြည်သူကတော့ခိုင်ခိုင်မာမာဆုံးဖြတ်ထားပြီးပြီ ျွန်တော်ပြည်သူကပေးတဲ့အမိန့်ကိုလည်းကျွန်တော်တို့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြက်ပြက်သားသားအေးအေးယူဆောင်ရွက်ခဲ့ပြီဒီအချိန်ဒီမှာဒီကနေ့ဒါမေလ18ရက်နေ့နနက်9:15မိနစ်အချိန်မှာပဲဒါသူ့ရဲ့တပည့်နဲ့လပိတ်ဆိုင်မှာစားတော့နေတော့ကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ပြည်သူ့လူမျိုးရေးတပ်မတော် PLA အမှတ် ၈15တပ်ဖွဲ့အနောက်မြောက်စစ်ဒီသကကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကရှင်းလင်းတုတ်တင်ခဲ့ခြင်းဖြစ်ပါတယ် Congratulation မှာ PLA ပြည်သူပြည်အမေပြည်သူစကားနားထောင်တယ်တကယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်ကြောင်းကိုသက်သေပြမှန်ခဲ့တာကျွန်တော်အရန်ကိုကုန်ယူတယ်ကျွန်တော်အရန်ကိုလေးစားတယ်လီဘေးနေနဲ့ပတ်သက်ပြီးတော့ဒါသူတွေကို စုချင်းငွေတွေထုတ်ခဲ့တာကျွန်တော်ပြပါလိမ့်မှတ်မိပါပါကျွန်တော်ဘတ်သိန်းကနေပြီးတော့စတင်ပြီးတော့စုချင်းတက်မှတ်ခဲ့တာဖြစ်တယ်ညမငွေချက်သိန်းပေါင်း130ကျော်ကနေပြီးတော့ဒါကျွန်တော်စုချင်းထုတ်ခဲ့ကြပါတယ်တော်လန်တော့ဒါမိသားစုဝင်တွေပူပေါင်းပြီးတော့ဗောဗျာဆိုတော့အခုချိန်မှာပရမအုံးစွာအဲ့ဒီစုကြီးကိုတိမ့်ပိုက်သွားတဲ့သူကတော့ပြည်သူလွတ်မြောက်ရေးတက်မတော့ PLA အမှတ်815ကတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်ဒါကြောင့် ကျွန်တော်ရဲ့မိဘကျွန်တော်ညီကိုမောင်မတော်ကျွန်တော်တို့စက်ရံတွေအများကြီးရှိသေးတယ်လေဘဲရှင်းလင်းရေးကအခုမှစတာဖြစ်တယ်အကြံဖက်စစ်ခွတ်တက်ရဲ့လေဘဲနဲ့ပတ်သက်သူမှန်မြကိုကျွန်တော်တို့တုံ့ပြန်ရှင်းလင်းရမယ်အများကြီးရှိသေးတယ်လေဘဲသားတွေအများကြီးစားရဖို့ရှိပါသေးတယ်ဒါကြောင့်ကျွန်တော်မိဘတွေပကံလှုပ်လေးတွေခြင်ထားပေးပါပြီးတော့ပါဆယ်ထည့်ဖို့အတွက်ပါဆယ်ပေါက်လေးတွေပြင်ဆင်ထားပါလို့ကျွန်တော်ကမိဘတွေကို ဒါတင်ပြခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပြီလေဘဲသားတပိတ်တာကိုမြန်မာငွေကျပ်တသိန်းကျွန်တော်တို့ဒါပိတ်တာလိုက်ဝယ်ယူစားသုံးလို့ရတယ်လို့ဒါတစ်ဆယ်သားချင်းစီတိုင်းစားသုံး နိုင်ဖို့ကိုလည်းပဲမြန်မာငွေကျပ်တထောင်ကနေပြီးတော့စတင်ဝယ်ယူစားသုံးနိုင်တဲ့အကြောင်းကိုကျွန်တော်ပြပါတယ်ကိုတင်ပြလိုပါတယ် ဒီကျွန်တော်ခေါ်ထားတဲ့ဒါ challenge တွေကျွန်တော်ပြည်သူကထုတ်ထားတဲ့ဒါစုချင်းငွေဒီထက်စာပေါင်းများစွာလက်ရှိကျွန်တော်ပြည်သူလူထုကျွန်တော် clean gate တွေကိုတပ်ဖြတ်ခဲ့တဲ့သူကိုတုံ့ပြန်ရှင်းလင်းနိုင်တဲ့အဖွဲ့ဟာပို့ပြီးတော့ထိုက်တန်ကြောင်းကျွန်တော်မိဘတွေပြတ်တာရမယ်ကျွန်တော်အတူတူပေါ်ထုတ်ရမယ်အချိန်ဖြစ်ပါတယ်ဟုတ်ပြီဒါစစ်စင်ကြီးရဲ့အစပဲ ရှိပါတယ်။တစ်ဖက်ကျောက်ကကလေဖဲနဲ့ပတ်သက်ပြီးတော့သူတို့မိသားစုတွေပုံပင်တော့ကတွေပတ်လုံးရိုက်နေတယ်ဆိုတာကိုကျွန်တော်သတင်းတွေကြားထားတယ်။ဆိုတော့ကျွန်တော်မေးချင်တာကသူတို့ရဲ့ယောက်ျားတွေသူတို့ရဲ့လင်တော်မောင်တွေဘုံကျဲလို့တည်သွားတဲ့ကျွန်တော်တို့ရဲ့ခလေးငယ်တွေရဲ့ပြင်းရကျွန်တော်ကလင်းငယ်တွေရဲ့ငိုကြွေးတံကျွန်တော်ကလင်းငယ်တွေခန်းစားခဲ့ရတဲ့ နာကျင်မှုတွေအဲ့လိုနာကျင်မှုတွေသူတို့ပြန်ခံစားရမယ်ဆိုတာသူတို့ခံစားမိလိုက်တဲ့ဒီကနေ့အကျံပစိခွေတရဲ့လေတပ်ပိုကြီးကြီးဖေးလင်းကိုတုတ်တဲ့ရှင်းလင်းလိုက်တဲ့အချိန်မှာသူတို့တွေဟာတော်တော်လေးကိုခံစားဖြစ်သွားတဲ့သဘောမှရှိပါတယ် ဒါတော့သူတို့မိသားစုဝင်တွေဒါလေးတဲ့နဲ့ပတ်သက်တဲ့မိသားစုဝင်တွေကျွန်တော်တို့စည်ရေးပြတ်မှတ်မထားသေးဘူးကျွန်တော်ကလင်းငယ်တွေတည်ရတယ်လို့သူတို့ကလင်းငယ်တွေဒါမျိုးကိုကျွန်တော်တို့ချက်မတွက်သေးဘူးသူတို့ယောက်ျားတွေခြေခဲ့တဲ့ဘုံကြောင့်ကျွန်တော်တို့ရဲ့ကလင်းငယ်တွေတည်ဆုံးခဲ့ရတယ်သူတို့လှည့်ကြတော့ သူတို့ကိုဘသူကာကွယ်ပေးမှာလဲဆိုတော့အဲ့ဒီသူတို့မေးတဲ့မေးခွန်းကိုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတယ်ကျွန်တော်ရဲ့မိဘပြည်သူကျွန်တော်ရဲ့ comment မှာရေးပေးလိုက်ပါသူတို့ကိုကာကွယ်ပေးမဲ့သူဘသူပါလဲသူတို့ကိုပြစ်ဒဏ်စီရင်မဲ့သူကဘသူပါလဲလက်ရှိလက်ရှိကျွန်တော်ပြည်သူရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာဒီလေဘဲတွေအကုန်လုံးရှိနေတယ်ဆိုတာကိုမသိရောလေသလား ကျွန်တော်ပြောပြီးသားเนาะကျွန်တော်ပြီးပါတယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်တို့လေဘဲသားတွေကိုတစ်ပိတ်သားနှစ်ပိတ်သားဆယ်ပိတ်သားပစဲလာ20လာ30လာ40ဒါမှစတင်ပြီးတော့ဝယ်ယူပြီးတော့ကျွန်တော်ရဲ့မိဘတွေကြံရှိတဲ့လေဘဲတွေကိုတုတ်တင်နိုင်ဖို့အတွက်ဝင်းရံကုညီပေးဖို့ဒီကနေပြီးတော့ကျွန်တော်လေးလေးရဟုတ်ပြီကျွန်တော်เนาะအာကိုစီ ကိုရေဘောရှန်လီတန်ဆက်ပြီးတော့တပေါ်ပရိတ်ဂျာမန်တုံးတချက်လေးတွေကိုကမန့်မှာရေးပြကြပါအဆုံးထိကျေးဇူးပြတဲ့သူရောက်စီတာအရန်ကျေးဇူးတင်ပါတယ်ဆီယောနောက်တဲ့အတဲလေးတွေနဲ့ပြန်ဆောင်ကြရအောင်နော်ခင်ဘိုင်ဘိုင်